ရခိုင်ကမြို့နှမြို့ကိုအကျန်းဖက်လေတက်ကဘုံကျဲလို့ကလေးတယောက်တင်းဆုံးပြီးတော့အရသား၂ယောက်ဒဏ်ရာရသွားခဲ့ပါတယ်။ဒါအပြင်နွားနှကောင်တင်းဆုံးပြီးတော့နောက်ထပ်နွားနှကောင်လည်းဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ဘုံကျဲခံလိုက်ရတဲ့မြို့နှမြို့ကတော့ဂွားမြို့နယ်ကျင်းတလီမြို့နယ်မြောက်ဦးမြို့တို့ဖြစ်ကြပါတယ်။ကျင်းတလီမြို့အမှတ်၁ရပ်ကွက်ကိုဒီကနေ့နိုဝင်ဘာလ၂၁ရက်နေ့နေ့လယ်တနာရီကျော်ကအကျန်းဖက်လေတက်ကဂျက်ဖိုက်တာနဲ့လာရောက်ဘုံကျဲခဲ့တာပါ။အဲ့လိုဘုံကျဲခဲ့တဲ့အတွက်အဲ့ဒီရက်ွက်ကအသက်9နှစ်အရွယ်မောင်ရှမ်းဘုံသက်တေဆုံးသွားခဲ့ပါတယ် အသက်30အရွယ်ကိုမြတ်သူရစိုးနဲ့အသက်40အရွယ်ဦးငိန်ချမ်းကျော်တို့လည်းတရားရသွားခဲ့ပါတယ်။ဦးငိန်ချမ်းကျော်ရဲ့နေရင်အတွင်းမုံသီးကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်အခုလိုထိခိုက်မှုရှိခဲ့တာလို့လည်းဂွားဒေသခံတယောက်ကနရင်းစရာကိုပြောပါရတယ်။မနေ့ကနိုဝင်ဘာလ20ရက်နေ့ညနေ4နာရီခွဲကလည်းမြောက်ဦးမြို့ပြင်ကဘောင်းတို့ရွာအနီးအနားဝန်းကျင်ကိုအကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ အဲ့လိုဘုံကျဲချခဲ့တဲ့အတွက်နွားနှကောင်တည်ဆုံပြီးတော့နောက်ထပ်နွားနှကောင်လည်းဒဏ်ရာရရှိသွားခဲ့ပါတယ်စစ်ကော်မရှင်လီဒါဟာသူတို့ရဲ့တခုတည်းသောအာကိုအာထာပြုနေရတဲ့လေတပ်ကိုအသုံးပြုပြီးတော့ရခိုင်ပြည်အနှံ့အပြားကပြည်သူတွေနေထိုင်ရာလူနေရပ်ကွက်နဲ့ကျေးရွာတွေကိုနေစဉ်ရက်ဆက်ဘုံကျဲနေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့လိုဘုံကျဲနေတဲ့အတွက်အပြစ်မဲ့ကလေးတွေအမျိုးသမီးတွေအပါအဝင်ပြည်သူတွေတည်ဆုံမှုကလည်းတနည်းထက်တနည်းတိုးလာနေတယ်လို့သိရပါတယ်